ရာဇဂျုံမြို့မှာအယူဝါဒတွေတင်ကြားပို့ချနေတဲ့ဆရာကြီး6ဦးအနဲ့တင်ဆရာဆိုတဲ့ပြပိုက်ကြီးကရာဇဂျုံမြို့မှာရောက်ရှိပြီးတော့နေထိုင်တယ်ပြပိုက်အရန်ထဲမှာနေထိုင်ပြီးအဲသူစီမှာဥပတိတ်တဂောလိတာလို့ဆိုတဲ့ရှင်သာရိပုတ္တရာနဲ့ရှင်မောကလန်အလောင်း ပြပိုက်နှစ်ဦးဟာလေသင်္ဆရာပြပိုက်ကြီးရဲ့တပြိခံပြီးတော့သူစီကပညာရများကိုသင်ကြားပြီးတော့နေကြတယ်သူတို့ကိုယ်တိုင်ကညံထက်တဲ့ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက်ကြောင့်သင်္ဆရာပြပိုက်ကြီးရဲ့အယူဝါဒတွေကိုသင်ကြားလိုက်တာမကြခင်တက်မြောက်ပြီးသူတို့ကိုယ်တိုင်ပဲသင်္ဆရာဆရာကြီးရဲ့လက်ထောက်တပြိဖြစ်ဆောင်ရွက်နေကြတယ်သို့တော့ဥပဋိဒ္ဒတို့ကောလိတတို့ဆိုတဲ့ပုဂ္ဂိုလ်တွေက အင်တမညံထက်တဲ့ပုံကိုယ်ကြီးဖြစ်တဲ့အတွက်ကြောင့်တင်စရာဆရာကြီးရဲ့အမရဝိခေပလို့ခေါ်တဲ့အယူဝါဒနဲ့ပတ်သက်ပြီးจิตနဲ့အာရမှုမရှိကြဘူးမရှိကြလို့တကယ်အရေးကြီးတဲ့တရားဓုတရားမြတ်ဆိုတာရှိအောင်မယ်အမတ္တလို့ခေါ်တဲ့မတေရာနိဗ္ဗာန်ကိုတိုးတွေရှာရအောင်မယ်လို့ဆိုပြီးတော့အမြဲတမ်းပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေ တွေ့လို့တွေ့ညာအမြဲတမ်းတတိထားပြီးတော့ကြည်နေတဲ့အချိန်မှာမြတ်စွာဘုရားကလည်းလာစကြွပြေရောက်လာတဲ့အချိန်ပဲဖြစ်တယ်ပေါ့တနေ့ကျတော့လာစကြွမြို့ထဲမှာဆန်းကန်ချိန်မှာဥပတိတ်ပြပိုက်ကလည်းမြို့ထဲအရောက်သစ္စာဝကီ၅ပါးထဲမှာအငယ်ဆုံးဖြစ်တယ်ရှင်အတ္တစီမထေရကလည်းအနေနဲ့အရရလှိတည်ပြီးတော့ မြတ်စွာဘုရားတရင်သုံးတဲ့ရာဇဂျိုမြို့ဘက်ကိုရောက်လာပြီးဆွမ်းငံထွက်တယ်။ဥပတ္တပရပိုက်ဟာအတ္တရှိမထေကိုရုတ်တရက်တွေးလိုက်ရတဲ့အခါမှာသူ့စိတ်ထဲမှာကျဉ်နဲ့ပီတိဖြစ်သွားတယ်။ဒီပုဂ္ဂိုလ်ကြည့်ရတာအေးချမ်းလိုက်တာမျက်နှာအနေထားကလည်းအမတမ်းချီလင်းနေ။သွားတာလာတာလည်းအမတမ်းငြိမ်သက်တယ်။ ဒီလိုပုဂ္ဂိုလ်မျိုးဟာတရားဥတရားမြတ်ရထားတဲ့ပုဂ္ဂိုလ်ပဲဖြစ်မယ်လို့အပြင်ဘက်ကမျက်နှာအသွင်ကိုကြည့်တာနဲ့ပဲဒီပုဂ္ဂိုလ်ရဲ့ရင်ထဲနှလုံးထဲမှာရှိတဲ့တရားကိုခံမှန်းပြီးတော့သိနိုင်တာပေါ့ဒါနဲ့ရှင်အတ္တစီမထေရဆွမ်းကံကြွနေတဲ့အချိန်မှာနောက်ရောက်ခံလိုက်သွားပြီးရှင်အတ္တစီဆုံးဖုံးမိတဲ့အချိန်မှာဝေကြီးဝငယ်ပြုတ်ပြီးဆွမ်းမဖုံးမိပြီးတဲ့အချိန်ကြတော့ ဥပဋိဒ္ဒပြပိုက်ကရှင်အတ္တစီကိုလျှောက်တယ်အရှင်ဘုရားကြည်ရတာမျက်နှာအစင်းကလည်းအတ္တမကြည်လင်နေဝါဝဲနေအေးချမ်းတဲ့ရုပ်တွင်ရှိတယ်အရှင်ဘုရားရဲ့ဆရာကဘသူလဲဘယ်ယူဝါဒကိုရှင်ဘုရားနှစ်သက်တာလဲအရှင်ဘုရားဆရာကဘာတွေဟောတယ်လဲဆိုတဲ့ဒီမိဂုံးတွေကိုစက်တိုက်မေးတော့ ရှင်အတ္တကြီးကပြန်ပြီးဖေချတဲ့အခါမှာငါရဲ့ဆရာတခြားမဟုတ်ဘူးအမတန်လေးစားရတဲ့မဟာတမဏမြင့်မြတ်တဲ့တမဏတပါဖြစ်တော်မူတဲ့တာဂိဝင်းမင်းမျိုးကနေထွက်ပြီးယဟန်ပြုတ်လာတဲ့တို့ရဲ့အားထားရာမြတ်ဖရာပဲဖြစ်တယ် သူ့ရဲ့တရားကိုငါနှစ်သက်တယ်သူ့ကိုယည်စုပြီးတော့သာငါသာသနာပေါင်းဝင်လာတာဖြစ်တယ်လို့ဒီအဖြစ်ကြားလိုက်တဲ့အခါကျတော့ဒါဖြင့်ကိုရော့ရဲ့လေးစားရတဲ့ဆရာသမားကဘာဒီများ ဟောတော့ပြောပြစမ်းမအောင်လို့ဆိုတော့ရှင်အတ္တစီကသူဟာခုမှသာသနာပေါင်းဝင်လာတာရှိသေးတယ်ဖခင်ရဲ့အယူဝါဒတွေအားလုံးကိုသူပြောပြနိုင်ခြင်းမရှိပါဘူးသို့တော့ အချင်းချုပ်အနှစ်ချုပ်ကိုတော့သူပြောမယ်လို့ဆိုတော့ဥပဒိတပြပိုက်ကပြောပါတဲ့အကျယ်ကြီးပြောဖို့မလိုပါဘူးအနှစ်ချုပ်ကလေးပြောပါလို့ဆိုတော့သစ္စာ၄ပါးကို၄ပါရရှိတဲ့ဂါထာလေးတစ်ပုဒ်နဲ့ပြောပြလိုက်တာဒီဂါထာလေးကသာသနာမှာအလွန်ထင်ရှားတဲ့ဂါထာလေးတစ်ပုဒ်ဖြစ်တယ်အလုံးလိုက်ကြားဘူးနောက်မှရှိကြမှာပါရေဓမ္မာဟေတုပ္ပဘဝ တေတံဟေတုံတထာဂတောအာဟတေတင်္ဆယောနိရောဓောဧဝံဝါဒီမဟာသမနောလို့ရှင်အတ္တစီကမြတ်စွာဘုရားကိုမဟာသမနမြင့်မြတ်တဲ့ယဟန်လို့ဆိုတဲ့အတုံးနှုံးနဲ့ပြောတယ်တို့ရဲ့ဆရာမြင့်မြတ်တဲ့သမနဖြစ်တော်မူတဲ့မြတ်စွာဘုရားဟာအကြောင်းတရားကြောင့်ဖြစ်တဲ့အကျိုးတရားတွေရဲ့အကြောင်းတရားမှန်ကိုလည်းဟောပြောတယ် အဲ့ဒီအကြောင်းတရားတွေချုပ်ငိမ့်သွားလို့အကျိုးတရားတွေချုပ်ငိမ့်တယ်ဆိုတာကိုလေမြတ်စွာဘုရားဟောတယ်လို့အဓိကကတော့သစ္စာလေးပါးကိုအတုချုပ်ပြောလိုက်တာသစ္စာလေးပါးကိုချုပ်ပြီးတော့ပြောလိုက်တာဒီရှင်အတ္တစီပြောတဲ့ဒီတရားတစ်ပုဒ်ဟာဘုရားသာသနာသမိုင်းမှာမှတ်တမ်းတင်ရတဲ့ဂါထာတစ်ပုဒ်ဖြစ်လာတယ်ပေါ့မြန်မာနိုင်ငံသာသနာရောက်လာတဲ့အချိန် AD 900စု600စုလို့ထင်တယ်။ပြည်နာကမောစာခင်ဗကုံရှေးဟောင်းဌာနတွေမှာတူဖော်ပြီးတော့ကြည့်တဲ့အခါမှာရွှေပရဘိုက်တစ်ခုကိုရအဲ့ဒီရွှေပရဘိုက်မှာဘာတွေရေးထားတုံးလို့ဆိုဒီကထာကိုရေးထားတာတွေ့ရတယ်ပေါ့အဲ့တော့မြန်မာနိုင်ငံမှာဗုဒ္ဓသာသနာရောက်တဲ့အချိန်ဟောဒီယေရမဟေတုပ္ပဝါ တေတံဟေတုံတထာကတောအာဟဒေတင်္ဆနေရောတောဧဝံဝါဒီမဟာသမဏောဆိုတဲ့ဘုရားရဲ့ဟောပြောချက်ကိုအချင်းချင်းဖော်ပြတဲ့ဒီခါထာလေးဟာမြန်မာနိုင်ငံရောက်ရှိပြီးတော့မှောစာခင်ဗကုန်းမှာမြေကြီးတဲ့ကပြန်ပြီးဖော်ထုတ်လို့တွေးရှိရတဲ့ခါထာလေးတစ်ခုဖြစ်လာဒီနေ့ပိဋကတ်၃ပုံမှာဒီခါထာဝိနည်းကျမ်းမဟာဝဲကပါဠိတော်မှာလည်းပါရှိတယ် မစ္စည်းမနိကေမြတ်စွာဘုရားရဲ့ဒီတမိုင်းကြောင်းကိုအထုပ်ပတ္တိကိုပြန်လီဟောပြောတဲ့ပြည့်ပြည့်စုံစုံဟောပြောတဲ့ပါတရာတိတုတ်တို့ဆိုတဲ့နေရာဒီမှာလဲဒီခါတာလေးကပြန်လီတွေးရှိရတယ်ပေါ့အဲ့တော့ဥပတိတပြပိုက်ကသစ္စာလေးပါးကိုတုတ်ချုပ်ပြောလိုက်တာနဲ့သဘောပေါက်သွားတယ်နားလည်သွားတယ်ဓမ္မစက္ခုလို့ဆိုတဲ့တရားဓမ္မကိုသိတဲ့မျက်စိအမြင်တစ်ခုရသွားတယ် ယံကိဉ္စီသမှုရိယဓမ္မံတပ္ပန္တံနေရောဓဓမ္မံဒီစာပိုက်လေးဟာဓမ္မစက္ခုဖြစ်ပုံကိုတရုပ်ဖော်ထားတဲ့စာပိုက်လေးဖြစ်လို့ဘုရားဘာသာဝင်သူတော်ရှင်တို့အတွက်အလေးနဲ့ထားရတဲ့ဒီဖလိုဆိုဘီအတွေးအမြင်လေးတစ်ခုပဲဖြစ်တယ်ပေါ့ယံကိဉ္စီသမှုရိယဓမ္မံတပ္ပန္တံနေရောဓဓမ္မံဆိုတာမြန်မာလို့ ဖြစ်စေတတ်တဲ့အကြောင်းတရားရှိတဲ့တရားမှန်သမျှချုပ်ဆုံးကွယ်ပြောက်ခြင်းသဘောရှိတာကြီးပဲလို့ဒီလိုပြောတာ